အလုံးပဲမင်္ဂလာပါချမ်ပစီအစုကတော့လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်ရွေးကောက်ပွဲအတွက်ခေတ္တမိုင်းကိုဒုဆိုင်မဲ့သူများဆိုတဲ့ဝါရပြဇလန်တို့ကိုနာမည်ကြီးတဲ့ဆောင်တွေနဲ့ရိုက်ကူတာပြီးပြီးခဲ့တဲ့ရပိုင်တွင်းကပဲဆိုရှယ်မီဒီယာတွေမှာဖျန်းဝေခဲ့တာပဲဖြစ်ပါတယ်ဒီစကားထဲမှာတော့နေတူမြင့်မြတ်နေဝင်းအချမ်းမောင်မေမြင့်မောင်ချူးလေးတို့ပြင်းတဲ့ချမ်းနာမည်ကြီးတဲ့ဆောင်တွေပါဝင်ထားပြီးတော့ 2023စစ်တအနာသိမ်းပြီးနောက်လူတို့ဆန္ဒပြပွဲတွေကိုပုံဖြတ်တာကျမပဲအနာပီဆိုင်ရင်လှူရှားတဲ့ CDM ဝန်ထမ်းတွေကိုပုံဖြတ်တာမြို့ပြမြောက်ဒေါ်လာရင်းသမားတွေကိုပုံဖြတ်တာလက်နက်ကင်ဒေါ်လာရင်းသမားလူငယ်တွေကိုပုံဖြတ်တာအတိုက်ခံနိုင်ငံရင်းသမားတွေကိုမဖြတ်တာစသဖြင့်ထက်တွေ့ရိုက်ကူထားတာပါဒါအပြင်စစ်တပ်ရဲ့ဆေးရုံမှုကျူးလွန်တာတွေကိုလူမှုကွန်ရက်တွေပေါ်မှာ ရေးသားဖော်ပြတာတွေဟာ မဟုတ်မမသတင်းလွှင့်နေဆိုပြီးတော့ဝါဒပြန်ပေါ်ပြထားတာပါဒီစကားထဲမှာပဝင်သေးဆောင်းလာကြတယ်မင်းသားမင်းသမီးတွေရဲ့တိုင်းလွတ်တွေကတော့စစ်တပ်အနာတင်းထားတာစစ်တပ်ကအုပ်ချုပ်နေတာရွေးကောက်ပွဲလုပ်မှတွေကိုစစ်တပ်လိုကြတိုင်းတေဥဆောင်ပြောဆိုထားကြရတာပါ ဒီဝါရပြန်စကားကိုထုတ်လွှင့်ပြသပြီးတဲ့နောက်ပိုင်းမှာတော့စကားထဲမှာပါဝင်တဲ့တယောက်ဆောင်တွေကိုပြိတ္တပြည်သူလူထုကတော်တော်လေးကို ဝေဖန်ခဲ့ကြပြီးတော့ဒီဝါရပြန်ဇလန်တို့မှာပါဝင်ကြတဲ့နှုပညာရှင်တွေကို boycott လုပ်ကြဖို့ထိပါတော်လိုင်းရာစုများကပြည်သူလူထုကိုတိုက်တွန်းလို့ဆော်ထားတာဖြစ်ပါတယ်ဒီဇလမှာပါဝင်တယောက်ဆောင်ထားကြတဲ့ရခိုင်တိုင်းဒေသတွေဖြစ်တဲ့နေတိုးနယ်ချူလေးတို့ကတော့ ရခိုင်ပြည်နယ်ကစစ်ဘေးကြောင့်ဒုက္ခရောက်နေကြတဲ့ရခိုင်ပြည်သူလူထုရဲ့မျက်နှာကိုမထောက်ပဲကျမ်းပဲစစ်တပ်ရဲ့ဝါဒပြန်စကားမှာအချက်မရှိပါဝင်သေးုပ်ဆောင်ထားကြတာကိုလည်းတွေ့မြင်ရတာပါဒီဝါဒပြန်ဇလန်တို့ကိုကြည့်ရှုခြင်းအဖြစ်နိုင်ငံရေးခံယူချက်မရှိတဲ့ဖက်ကွက်စာအမှုပညာရှင်တွေကိုမြန်မာပြည်သူလူထုအနေနဲ့အတင်းသားမြင်တွေ့ခဲ့ကြရတာပါကိုယ်လုံးကကိုယ်တိုင်ကိုရေးကြတယ်ဆိုပေမဲ့ ဒီတစ်ခါမြန်မာပြည်သူလူထုရဲ့အပင်းမှုနဲ့ယက်တိကြတဲ့ဖက်ကွက်စာနုပညာရှင်တွေကတော့ဒုက္ခရောက်နေတဲ့မြန်မာပြည်သူလူထုကိုစော်ကားလိုက်သလိုပါပဲ